အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြည့်လိုက်ပါတယ် ကောင်းမွန်တော့နေလေးတည်းဖြစ်ပါစေဒီညကနေပြီးတော့စုမကောင်တောင်းပေးလိုက်ပါရယ်ဗောနော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့နောက်ဆုံးဒါကျွန်တော် Sky Sport ကနေပြီးတော့စိတ်ဝင်စားဖို့ခေါင်းနဲ့ Manchester United သတင်းတပုတ်တက်လာခဲ့တယ်အပြောင်းရွှေ့သတင်းပါဗောနော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ရာတီကုံရင်ထွက်ဖို့အတွက်ဒါကျွန်တော်တော်တော်လေးကိုတာဆူနေတဲ့ကစားသမားတစ်ယောက်ကိုလက်ရှိမှာဒါ Manchester United တင်းနဲ့အလွတ်နဲ့ခေါ်ယူဖို့အတွက်တရားဝင်စတင်ဆွေးနွေးနေတယ်ဆိုတဲ့သတင်းတွေကို Sky Sport ကနေပြီးတော့သူတို့ဘက်ကတင်ခဲ့တယ်ဒီသတင်းကိုလက်ရှိမှာဒါကျွန်တော်တို့ Florian Blatter ဘက်ကနေပြီးတော့စတင်ပြီးတော့ ရယူခဲ့တာဖြစ်ပြီးတော့ Florian Pirlo တဘက်ကခုနောက်ပိုင်းဒါ TSC ရ TSC2 level လောက်တောင်ပြောလို့ရတဲ့သဘောမှရှိတယ်။အဲ့တော့ Florian ပလက်တဘုတ်ဆိုတော့ကျွန်တော်တို့ကပလက်တဘက်ပဲเนาะကျွန်တော်ပလက်ဘက်အနေနဲ့ခုလက်ရှိမှာဒီကစားသမားကတော့ကျွန်တော်လီဗာကူစင်ကနေပြီးတော့ယာဒီကုံရဲ့အလွတ်နဲ့တရားရာဂိုင်းလုံးထွက်ခွာတော့မှာဖြစ်ပြီးတော့သူ့ကိုစိတ်ဝင်စားနေကလပ်ပြီးအများကြီးရှိတယ်အခုလက်ရှိမှာသူ့ရဲ့အေဂျင့်ကတရားဝင်စကားပြောနေအသင်းကနှစ်သင်းလောက်ရှိပြီးတော့ဒီထဲမှာလည်း Manchester United အသင်းပါဝင်လာပြီးဖြစ်တယ်ဆိုပြီးတော့ပလက်ဒီကိုကနေပြီးတော့ဒါသူ့အနေနဲ့ဒါသူက Sky Sport Germany ဖြစ်တဲ့ကြောင့်မဒါ Sky Sport ကနေပြီးတော့သူပြောလာခဲ့တာကိုတွေ့ရမှာအဲ့တော့ Manchester United အသင်းနေနဲ့ Jonathan Tah ကိုအလွတ်နဲ့လာရသည်ကုန်ကြရင်ဒါကျွန်တော်ခေါ်ယူဖို့အတွက်ပြင်ဆင်နေတယ် Jonathan Tah ရဲ့လက်ခက်လက်ရှိလောက်ခလာစားကလည်းအရန်ကြီးမများတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ Manchester United အသင်းရဲ့ခံစစ်နေရမှာဒါကျွန်တော်တို့တင့်တင့်နဲ့ကစားသမားတစ်ယောက်အနေနဲ့ဖြစ်သွားနိုင်တယ်ဒီမှာပါတယ်အရေးကြီးဆုံးက Jonathan Tah ကို Manchester United အသင်းနေနဲ့ခေါ်ယူမယ်ဆိုရင်တော့အပြောင်းရွှေ့ဈေးပေးစရာမလိုဘဲနဲ့အလွတ်နဲ့ခေါ်ယူပိုင်ခွင့်ရှိတယ်အဲ့တော့ Jonathan Tah ကိုတော့ကျွန်တော်ဂျားထဲမှာမမှတ်ရပါဗျ Barcelona အသင်းကခေါ်ဖို့အတွက်ဒါကျွန်တော်တို့တော်တော်လေးကိုတည်ကြသွားခဲ့ပေမဲ့ ဘာစနာတင်နေဒီနောက်ပိုင်းမှာဒါဂျွန်နသန်တားရဲ့လုခလဆာကိုပေးဖို့အတွက်ဝင်လင်းနေတဲ့သူကြောင့်မလားသူ့အနေနဲ့ခေါ်ဖို့အတွက်နောက်ဆုတ်သွားခဲ့တယ်။အခုလက်ရှိမှာဂျွန်နသန်တားကိုတရားဝင် ခေါ်ယူဖို့အတွက်စိတ်ဝင်စားတဲ့ကလပ်ကတော့ဒါကျွန်တော်ဘိုင်ယန်မြူနစ်ဖြစ်တယ်။ဒါပြည်တွင်းလိရဲ့ဒါကျွန်တော်တို့အဲပြိုင်ဘက်ဖြစ်တယ်။ဒါကျွန်တော်တို့သူတို့ရဲ့လက်ရှိမှာဒဲပြိုင်ဘက်လည်းဖြစ်နေတဲ့ကစားအသင်းတွေကတသင်းဖြစ်တယ်။ဒါကျွန်တော်အဲကစားသမားအိုးအသင်းတသင်းကိုဒါပြောင်းရွှေ့ဖို့ဒါသူ့အနေနဲ့ကြိုးစားနေဖြစ်တယ်။အဲ့တော့အဓိကကတော့ဒီကမှာဘိုင်ယန်မြူနစ်ရဲ့အေဂျင့်နဲ့တူဒါကျွန်တော်တို့အမ်ဒီ ခံစားကြတာမှာအခုလက်ရှိမှာဆွေးနွေးနေတယ်ပေါ့နော်ဒါကျွန်တော်တန်တားအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့သူ့အနေနဲ့အမှန်တမ်းပြောရမယ်ဆိုသူ့ရဲ့ပြိုင်ဘက်ကိုပြောင်းတာတည်းဆိုင်သူ့နဲ့ပိုကောင်းတဲ့နေရာတစ်ခုသူပြောင်းကျင်တယ်ဒါပေမဲ့အခုလက်ရှိမှာလည်း သူ့ကိုဒါတရားဝင်ဆွေးနွေးတဲ့အသင်းထဲမှာဘိုင်ယန်မြူနစ်ပဲရှိတယ်ဘာဆနာကတရားဝင်နှုတ်ထွက်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်ဘိုင်ယန်မြူနစ်ပဲကြံ့အဲ့တော့ဒီနေရာမှာလောကမထင်မှတ်ထားပဲနဲ့ Manchester United အသင်းဝင်လာခဲ့ပြီဖြစ်တယ် Manchester United အသင်းရဲ့ရရှိမှာကျွန်တော်တန်ဒါကိုလာမယ့်ရာသီကြရင်အလွန်နဲ့ခေါ်ယူဖို့အတွက်တရားဝင်စတင်ဆွေးနွေးနေပြီဆိုပြီးတော့ Platterback ကနေပြီးတော့ဒါကျွန်တော်တို့လက်ရှိမှာ Sky Sport ကနေပြောထားတယ်ဆိုပြီးတော့ Sky Sport ရဲ့ official page မှာဒါကျွန်တော်တို့တွေ့နေရအဲ့တော့ကျွန်တော်လူတော်များခုနောက်ပိုင်းမှာကိုတေးဗီစ်ပဲ source ခုနောက်ပိုင်းကျွန်တော် ပြောရတဲ့အချိန်မှာကျွန်တော် source ထည့်ထည့်ပြီးများများဆက်ဆက်ပြောတာရှိပါတယ်ကျွန်တော် source မပါပဲပြောတာနည်းပါတယ်အဲ့တော့ ကျွန်တော်အင်္ဂလိပ်လိုပြောရစားအင်္ဂလိပ်လိုအားနည်းနေတဲ့အတွက်ကြောင့်မို့ဒါကျွန်တော်အင်္ဂလိပ်လိုပြောရင်နားမလည်ခွင့်လွတ်ပေးပါအခုလက်ရှိမှာဒီ source ကလည်း Sky Sport ကလာတာပေါ့နော်အဲ့တော့ Sky Sport ကလာတဲ့အတွက်ကြောင့်လက်ရှိမှာဒါ tier 2လောက်ပဲရှိတယ် tier 1 level တော့မဟုတ် Sky Sport ကမြန် tier 2 tier 3ဒါပေမဲ့ Sky Sport မှာမှဒါကျွန်တော်ပြောရဲလူပေါ်လဲကွာတယ်အခုလက်ရှိမှာဒါ Platy Go ကအခုနောက်ပိုင်းမှာတော်တော်လေးယုံလို့ရပါဘာလို့ Platy Go ဘာလို့ကျွန်တော်ယုံသွားလဲဆိုတော့အခုနောက်ပိုင်းမှာ Bayern နဲ့ပတ်သက် Platy Go ကနံပါတ်1ကြီးပဲ Matthias Stein တုန်းကလည်း Platy Go နံပါတ်1ပဲဒါကျွန်တော် Harry Kane တော့လာလဲကျွန်တော် Fabrizio Romano ကိုကြော်ပြီးဒါ Matthias ဆိုဆိုနံပါတ်အဲ့တော့ ဘိုင်ယန်နဲ့ပတ်သက်ဒါကျွန်တော်တို့လက်ရှိမှာဂျာမနီနဲ့ပတ်သက်ဒီမာစီယိုပုံစံမျိုးပဲဒါကျွန်တော်ပလက်တီကိုကတော့ဒါကျွန်တော်တော်တော်လေးကိုယုံလို့ရတယ်သူကရန်ရဲ့ Sky Sport မှာလွတ်လွတ်လပ်လပ်ကြောင့်မို့ဒါ level တစ်ခုရတော်တော်လေးကိုကောင်းတဲ့လူတယောက်ပြောလို့အဲ့တော့လက်ရှိမှာ Jonathan Tah ရဲ့လက်ရှိအခြေအနေတွေရဆိုရင်တော့ရှင်းပါတယ် Jonathan Tah ကကျွန်တော် LCB လဲဆော်လို့ရတယ် RCB လဲဆော်လို့ရတယ် United အသင်းလက်ရှိမှာနောက်တန်း3ယောက်ခံစစ်နေရာမှာဆော့မယ်ဆိုရင် Benia ဆော့ဆော့ဆော့လို့ရတယ်ဆိုတဲ့ကစားသမားပဲဒါ CCB ဆော့မလား LCB ဆော့မလား RCB ဆော့မလားဘယ်လိုပဲဆော့ဆော့ဆော့လို့ရမယ်တဲ့မှာပါတယ် United အသင်းကခုလက်ရှိမှာဒီကစားသမား Jonathan Tah ကိုဘယ်သူ့ကိုအစားထိုးဖို့အတွက်ပြင်ဆင်ထားလဲ ဲဆိုလာမယ့်ရာသီမှာ တီဂျာတဲ့နေရာကလင်နလော့ဖ်ပါပဲ။လာမယ့်ရာသီမှာအသင်းကထွက်ဖို့တဲ့တီဂျာနဲ့ကစားသမားဖြစ်တာကလင်နလော့ဖ်ဖြစ်ပြီးတော့လင်နလော့ကိုမန်ချက်စတာယူနိုက်တက်အသင်းကလည်းအသင်းကနေပြီးတော့တရားဝင်ထွက်ခွာခွင့်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့လင်နလော့ဖ်နေရာမှာဂျိုနသန်တားကိုအစားထိုးဖို့တဲ့ပြင်ဆင်လာခဲ့တယ်။တချို့ကြာဒီနေရာမှာအင်တာနက်ဖြစ်တာကဂျိုနသန်တားရဲ့အသက်ကြောင့်ပဲ။ဂျိုနသန်တားကခုလက်ရှိမှာအသက်အရွယ်အားဖြင့်ဆိုရင်တော့29နှစ်ရှိဖြစ်တဲ့ကြောင့်မလို့ဒါကျွန်တော်အသက်အရွယ်အားဖြင့်နည်းနည်းလေးတော့ကြီးတယ်။ဒါပေမဲ့29နှစ်ဆိုတော့တကယ်နဲ့ပြင်ဆင်ကြည့်မယ်ဆိုကန်ဆင်မှုတယောက်အနေနဲ့ prime time ပါပဲ။တကယ်ကိုအားကိုးလို့ရနိုင်တဲ့နေရာမှာပါတယ်။ဒါအသက်3 29 နဲ့32ကြာဆိုတာခံစားမှုတစ်ယောက်တော်တော်လေးကိုကောင်းနဲ့ဒါကျွန်တော်အသက်အရွယ်တစ်ခုလို့ကျွန်တော်အနေနဲ့ပုဂ္ဂိုလ်ကြီးရမြင်တယ်အဲ့တော့ United အသင်းနဲ့ဒါကျွန်တော် Jonathan Tah ကိုဒါကျွန်တော်အလွတ်နဲ့ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်ဒါကောင်းမွန်တဲ့ခေါ်ယူမှုတစ်ခုဖြစ်နိုင်တယ်လို့မြင်တယ်ဒဘလုကလာဆာပေါင်2သိန်းနဲ့2သိန်းတောင်ကြာပဲပေးရမယ်လို့သိရတယ်မှာပါတယ် United အသင်းနဲ့စာချုပ်ကတော့ကာလာရှေချုပ်တာတဲ့ဆိုင်3နှစ် plus 1နှစ်ပေါ့နော်ဒါကျွန်တော်တို့3 1ပုံစံမျိုး United ဘက်ကချုပ်ချင်တယ်အခုလက်ရှိမှာတရားဝင်ဒါကျွန်တော်တို့စကားပြောဖို့အတွက်ဒါကျွန်တော်တို့ဆွေးနွေးနေပြီဖြစ်ပြီးတော့ United အသင်းနဲ့ဒါ Bayern Munich အသင်းကိုကြော်ပြီးတော့ဒါကျွန် တော်တို့ဂျော်နသန်တာကိုခေါ်ယူသွားနိုင်မလားကစားသမားကိုယ်တိုင်ကလည်းသူတို့ရဲ့ဒါပြည်တွင်းပြိုင်ဘက်အသင်းတသင်းကိုပြောင်းတာတက်ဆိုင်တော့မန်ချက်စတာယူနိုက်တက်အသင်းကိုပြောင်းတာကပို့ပြီးတော့အဆင်ပြေလာနိုင်မယ်လို့မြင်တယ်လို့ပြောလို့ရတယ်ဂျော်နသန်တာကလည်းရှိမှာဒါကျွန်တော်မန်ချက်စတာယူနိုက်တက်ကိုပြောင်းခဲ့မယ်ဆိုတော့ဆရာမင်းမင်းထုံးကတော့ဆွဆွခုံနေမယ်လို့မြင်တယ်သူကဂျာမနီသားတွေသူရမ်းကြိုက်တာအဲ့တော့ဂျာမန်သားတွေကဒါကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းကိုလာမယ်ဆိုရင်တော့ဆရာမင်းမင်းထုံးတို့ဘယ်တော့မှပြောနေမလဲတော့မသိဘူးเนาะအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့အတူချုံပြီးပြောရမယ်ဆိုတော့လက်ရှိမှာဒါကျွန်တော်တို့ Manchester United အသင်းနဲ့ Jonathan Tah ကိုယာတီကုံရဲ့အလွတ်နဲ့ခေါ်ယူဖို့အတွက်တရားဝင်ဆွေးနွေးနေဖြစ်ပြီးတော့ကစားသမားကိုတိုင်ကလည်း Liverpool မှာအနာဂတ်မရှိတော့ကြောင်းတရားဝင်ပြောထားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ Manchester United အသင်းနဲ့တရားဝင်ဆွေးနွေးနေတယ်ဒီနေရာမှာဒါ Bayern Munich ကတော့ပြောနေဆိုနေတုန်းဖြစ်ပေမဲ့ဒါ Liverpool ကနေပြီးတော့ Bayern Munich ကိုပြောင်းလာတဲ့ဆိုင်တော့ကစားသမားအနေနဲ့သူတို့အနေနဲ့ပြည်တွင်းသူ့ရဲ့ပြည်တွင်းပြိုင်ဘက်ကိုပြောင်းတာမဟုတ်ဘဲနဲ့သူ့အနေနဲ့ဒါပြည်ပကလပ်ကိုသာပြောင်းဖို့အတွက်စဉ်းစားနေတယ်ဆိုတဲ့သတင်းတွေထုတ်ပေါ်လာအဲ့တော့ Manchester United မှာဒါတော်တော်လေးကိုချန့်ရှိတယ်လို့ပြောလို့ရရင်ဒီထားမှရှိပါတယ်အဲ့တော့နောက်ထပ်သတင်းတစ်ခုအရာ တက်လာတဲ့ဥစ္စာကတော့လက်ရှိမှာ tier 3 tier 4 level မှာတက်လာခဲ့တာကတော့ဒါကျွန်တော်တို့တက်ရှိတာကျွန်တော်တို့အာဗာလေအီတလီသတင်းဌာနဘက်ကတက်လာခဲ့တဲ့ဒါသတင်းတစ်ခုပေါ့နော်အီတလီဒါကျွန်တော်တို့မက်တီယိုမိုရီတိုမဟုတ်ပြအော်ဖူမကာဒူဖူမကာဒူကရေးထားတဲ့သတင်းတပုတ်အရဆိုရင်တော့မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့သိရတဲ့သတင်းတွေအရဆိုရင်တော့အလာဟန်ဒရိုဂါနာချူအနေနဲ့ လာမယ့်နေရာဒီမှာ Manchester United ဘက်ကဒီဈေးသတ်မှတ်ထားတယ်ဆိုတော့တတင်းတွေစတင်ပြီးတော့ထွက်ပေါ်လာခဲ့တယ်။ဒီနေရာမှာဘာလို့ဒီလိုမျိုးဒါကျွန်တော်အီတလီတတင်းဘက်ကနေရေးသားခဲ့ရလဲဆိုတော့အီတလီအသင်းအနေနဲ့အခုလက်ရှိမှာ Napoli တို့အုပ်စုနဲ့ ကောလာဟာလာရီယာအင်တာမီလန်တို့အုပ်စုကပါစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေကြတာဖြစ်တယ်။အဲ့တော့ဒီနေရာမှာဒါကျွန်တော်တို့အင်တာမီလန်ကစိတ်ဝင်စားရဲဆိုတော့အင်တာမီလန်နဲ့ဒီ right wing နေရာမှာသူတို့နေနဲ့ဒီကစားသမားကိုထည့်မှာ။ဒါမှမဟုတ်တော့ဘာလို့အင်တာမီလန်ဒါပြောမှာစင်မွန်နီအင်ဇာဂီရဲ့ကစားကော352ဖြစ်တဲ့အတွက်ကြောင့်မို့340မို့343မို့တဲ့ကြောင့်မို့ဒါဘယ်နေရာမှာကစားမလဲတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်။ဒါပေမဲ့အင်ဇာဂီနဲ့သူလုတ်တတ်မှာပါ။သူဆရာကြီးပဲဖြစ်တဲ့အတွက်ကျွန်တော်တို့လူသားစောက်ပွဲအနေနဲ့ဘယ်လိုသိမှာလဲ။အဲ့တော့ ထားပါလက်ရှိမှာဒါကျွန်တော်နပိုလီကြောင်းပြောနပိုလီနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ဒီမနစ်ကကလေးပေါ့နော်ဒါကျွန်တော်ဒီနှစ်တင်ဖို့ပဲနာမနစ်ကနွေရာဒီအပြောင်းရွှေ့လောက်ကလေးကနပိုလီအသင်းအနေနဲ့ဒါကျွန်တော်အန်တိုနီယိုကွန်တီအသင်းကိုဆက်ရောက်ကလေးကအလာဟန်ဒိုဂါနာချိုကိုယူကျင်ခဲ့တာဖြစ်တယ် အလာဟာဒိုဂါနာချူအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်လာမယ့်နေရာဒီမှာသူကိုယ်တိုင်နဲ့အသင်းပြောင်းလဲဖို့အတွက်သူ့ကိုအေဂျင့်ကတောက်လျှောက်စူးစမ်းနေဖြစ်တယ်။အလာဟာဒိုဂါနာချူအခုလက်ရှိမှာစိတ်ဝင်စားတဲ့ကလပ်တွေတော်တော်လေးများတယ်။ဒါပေမဲ့ big club တွေထဲမှာအခုလက်ရှိတီးရတော့ကတော့ပြည်တွင်းထဲမှာဆို Chelsea ကတော်တော်လေးကိုစိတ်ဝင်စားတယ်။ Chelsea တင်းနဲ့ဒါ Manchester United တင်းကို Jadon Sancho ပြန်ပေးပြီးတော့အလာဟာဒိုဂါနာချူကိုဒါကျွန်တော်တို့ခေါ်ယူဖို့အတွက်ပြင်ဆင်နေတယ်ဆိုတဲ့သဘောမှရှိတယ်။ဒါကလက်ရှိအန်ဒီထားပေါ့နော်။အဲ့တော့ ဒါအလာဟန်ဒိုကနာချိုကိုမန်ချက်စတာယူနိုက်တက်ကဘယ်ဈေးသတ်မှတ်လိုက်လဲဆိုတော့လက်ရှိကြားလာကတော့ပေါင်တန်း90နဲ့တန်း60ဈေးကြားသတ်မှတ်လိုက်တယ်။ကောလာဟာလာရီယာဆိုမန်ချက်စတာယူနိုက်တက်ပေါင်တန်း60တိောက်တော့လူချင်းနဲ့ရှော့ပေးမယ်ဆိုတော့ပေါင်တန်း90ပတ်ချာလဲဝင်းကျင်ကြလောက်လူချင်းနဲ့ယူရိုနဲ့တွက်မယ်ဆိုတော့ယူရို55တန်းနဲ့58တန်းပတ်ချာလဲဝင်းကျင်ကြနဲ့အလာဟန်ဒိုကနာချိုခေါ်ယူနိုင်ဖြစ်တယ်။အဲ့တော့ယူနိုက်တက်ဘက်ကဒါတီချာရဲ့ဆိုဖြတ်ချက်တစ်ခုကတီကျွန်တော်အနေနဲ့မြင်ကြည့်တော့ဗောနော်ဘီဘာဟုတ်ဘတ် ယူရိုပါလိဖလားမော်ဒါဘီပေါင်းမှာရမိုင်းမရမယ်မရဘူးဆိုတော့သူတို့ ਨੇ ခဏခောက်ထားပြီးတော့ကိုဘီမိုင်းနူနေတယ်ကျွန်တော်အလာဟန်ဒိုကနာချိုနှစ်ယောက်ထဲကတယောက်ကိုရောင်းချပို့တော့သူတို့အနေနဲ့စိတ်ပိုင်းဖြတ်လိုက်ပုံရတယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်အဲဒါကြောင့်မို့လက်ရှိမှာအလာဟန်ဒိုကနာချိုသူတို့ ਨੇ ဈေးသတ်မှတ်လိုက်တယ်အယောင်စီးရတင်တဲ့သဘောတော့မဟုတ်ဘူးဈေးသတ်မှတ်ထားတာဒီနေရာမှာလူတော်များမှားရှာအယောင်စီးတင်တယ်ဆိုတော့ United တင်တယ်လာမယ့်နေရာဒီမှာဒီအသင်းဒီကစားသမားကအသင်းမှာပါဝင်ပတ်သက်မှုမရှိတော့ကြောင့်အယောင်စီးရတင်လိုက်တာဖြစ်တယ်အလာဟန်ဒိုကနာချိုကတော့ Manchester United တင်တယ်ဈေးခေါ်ကြည့်တာဖြစ်တယ်အကြိမ်အလာဟန်ဒိုကနာချိုသူတို့ကြိုက်တဲ့ဈေးမပေးနိုင်ဘူးဆိုလဲအသင်းမှာထား ရင်လည်းကိစ္စမရှိဘူးပိုပဲပုံစံမျိုး United ကနင်းတာဖြစ်တယ်အဲ့တော့ United အသင်းနဲ့အလာဟာဒိုကနာချုပ်ကိုအယောင်စီးတင်တာပုံပဲနဲ့ဈေးတစ်ခုတတ်မှတ်ထားတာဖြစ်တယ်ဒီလောက်ပါပဲအဲ့ဒါကိုနားလည်အောင်တို့နေရှင်းပြခြင်းနဲ့လက်ရှိမှာအလာဟာဒိုကနာချုပ်ဈေးတတ်မှတ်ထားတာကတော့ပေါင်တန်း60နဲ့အဲ့ဆိုပေါင်တန်း60နဲ့ပေါင်တန်း90နဲ့တန်း60ကြားဖြစ်ပြီးတော့ Euro နဲ့တော့ဆိုရင် Euro 55တန်းနဲ့58တန်းကြားလို့ပြောလို့ရတယ်တမပါပါတယ်ဒီလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာကျင်းလို့ဆိုတော့အပေါင်းကိုကြည့်လို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ နဲ့ DB4U တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောကွန်ကြည့်ပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ကျွန်တော် app video ရမြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုးတမိုင်းခေါမွန်တော်နေဒီနေ့ဖြစ်ပါစုစုမငောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာပဲအေးစစ်စစ်တွေ့ကြတာပေါ့။မြန်မာကလစ်ပြကြပါဦးဗျ။မြန်မာကလစ်မှမြန်မာနိုင်ငံဖြစ်ပါတယ်။ဒီပေါ်ပါဗျ။